မင်္ဂလာပါရှင်ခရစ်တက်တယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးပုံနာကျုံရိုတရုတ်ကျေးရွာဘုံချက်ခံရမှုအတွင်းကလေးမေတအူထမှန်တင်ဆောင်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေအေထိန်ချုပ်ထားတဲ့ရခိုင်ပြည်ပုံနာကျုံမြို့နယ်ရိုတရုတ်ကျေးရွာကစစ်ကောင်စီလေးကြောင်းမှဘုံချက်တိုက်ခတ်မှုကြောင်းထိခိုက်ဒဏ်ရာရရှိသူတွေတဲ့ကအမျိုးသမီးတအူဟာဒဏ်ရာပြင်းထန်တာကြောင့်စေကူတာမှုခံယူနေစဉ်ထမှန်တင်ဆောင်သွားတယ်လို့ရိုတရုတ်ဒေသခံတွေစီကသိရပါတယ် ဒဏ်ရာပြင်းထန်တာကြောင့်စေကူတောင်မှုခံယူနေစဉ်တည်ဆုံသွားသူမှာပုံနာကျုံးမြို့နယ်ရုတ်တရုတ်ကျေးရွာမှာကလေးငယ်တအူရဲ့မိခင်ဖြစ်သူအသက်30အရွယ်ဒေါ်အင်းငင်းချိုဖြစ်တယ်လို့သိရပါတယ်စေကူတာမှုခံယူနေရင်မနေ့ကတည်ဆုံသွားတာပါသူ့မှာကလေးငယ်တဦးကျန်ရပါတယ်နောက်ထပ်ထိခိုက်တရားရတဲ့သူတွေကတော့စေကူတာမှုခံယူနေကြပါတယ်လို့ရုတ်တရုတ်ဒေသခံတအူးကပြောပါတယ် ပေကဲသည့်နိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲခန့်မှာစစ်ကောင်စီတပ်ဟာပုံနာကျုံမြို့နယ်ရိုတရုတ်ကျေးရွာအရှိစုပိုင်းနဲ့အနောက်စုပိုင်းကိုစစ်ဖိုင်တာဖြင့်ပုံနှလုံးကျေချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတပ်ဦးအမျိုးသမီးလေးဦးစုစုပေါင်း5ဦးသေဆုံးခဲ့ပြီးအမျိုးသားလေးဦးအမျိုးသမီး3ဦးစုစုပေါင်း9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်ပြည်ကတဲ့အော်တိုဝါလာ31ရက်နေမှာလင်းပုံနာကျုံမြို့နယ်ပန်းဒီလာကျေးရွာစာတင်ချောင်းဝင်ကျင်းကုန်းစစ်ကောင်စီကပေါင်900နဲ့ပုံကျဲတိုက်ခိုက်မှုကြောင့် ကလင်းငယ်နှစ်ဦးအပါအဝင်လေဦးပွဲချင်းပြီးတည်ဆုံသွားခဲ့ရသလိုဆယ်ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့ပုံကျဲခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာစေဘေးသိမ်းဆောင်သူတွေအများစုပါဝင်နေတာဖြစ်ပြီးစေကူတာမှုခံယူဖို့အတွက်ငွေကြေးစရိတ်လည်းလိုအပ်နေတယ်လို့ပုံနာချုပ်ဒေသခံတွေကဆိုပါတယ် စစ်ကောင်စီကဆံများစီတီအန်လန်လေးနဲ့အပြစ်ရစဲပြီးနောက်ရခိုင်မှာအေးအေးထိန်းချုပ်ထားတဲ့ပုံနာကျုံရတိတောင်ပေါတော့နဲ့မင်းများမြို့နယ်တွေကို ရခုရပိုင်းအတွင်းလေးချောင်းကနေအစမပြက်လာရပုံကျက်တက်ခိုင်းခဲ့တယ်လို့သိရပါတယ်။ 2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှ2025ခုနှစ်စက်တင်ဘာလ30ရက်အထိစစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်ရခိုင်မှာအရက်သားပြည်သူတွေဆုံးသူ980ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ2054ဦးအထိရှိလာတယ်လို့အာရခတက်တော်အေအေရဲ့လူသားချင်းစာနာထောက်ပံ့ရေးနဲ့ဖွံ့ဖြိုးရေးယုံ ATCO ကထုတ်ပြန်ထားပါတယ်ရှင်။ဆလဘီမြန်မာစစ်တပ်ကရဆာတုံ400ကျော်ပါဝင်သည့်တိုင်းငံမင်းစစ်စင်ရင်ဖြင့်ရခိုင်ပြည်အားတိုက်ခိုက်သိမ်းပိုက်တော်မူဖြစ်ကြောင်းစစ်လော်ဘီတအူးက ရုပ်တံပိုင်ဖြင့်ဝါဒဖြင့်ချင်းချောက်လာစွာတည်င့ကိုတင်ဆက်ပေးမှာဖြစ်ပါသည်အရခတ်တက်တော် AA တိမ့်မိုက်ထားသည့်ရခိုင်ပြည်အောင်အကြမ်းမတ်စစ်တပ်ကရဆာဒုံ400ကျော်ပါဝင်သည့်တိုင်းငံမင်းစစ်စင်ရေးဖြင့်တိုက်ခိုက်သိမ်းမိုက်တော်မူဖြစ်ကြောင်းစစ်လော်ဘီတအူးကရုတ်တံဖိုင်ဖြင့်ဝါဒဖြန့်ချင်းချောက်လာပါသည်။အဆိုပါရုတ်တံဖိုင်ထုံလင်းရမှာမြမတက်မတော်ဒုံတောက်ဖွဲ၏စွမ်းရည်ကိုတွေ့ရတော်မူဖြစ်ကြောင်းတက်မတော်ရာရဆာပြန်ဒုံပညာရှင်များနှင့်ပြည်ရင်းဒုံပညာရှင်များစုစည်းဖွဲ့စည်းထားသည့်ဒုံပညာရှင်440ပါဝင်သည့်တက်မတော်အထူးဒုံတိုင်ရင်က ရခိုင်ပြည်တွင်တိုင်းငံမင်းစစ်စင်ရေးဖြင့်တိုက်ခိုက်သိမ်းပိုက်တော်မူဖြစ်ကြောင်း၎င်းစစ်စင်ရေးမှဆလတ်နက်များပုံနည်းများတပ်ဆင်ထားသည့်ရစားလို့ဒုံမှ400ကျော်ပါဝင်ကြောင်းအစတက်ဖြင့်ရေးသားထားပါသည်ဒါအပြင်တိုင်းငံမင်းစစ်စင်ရေးကို ကြီးတက်ရေးတက်လေးတက်နဲ့အတူဆင်နွဲကအေအေကြီးစိုးနေသည့်ရခိုင်ပြည်ကိုပြည်လဲသိမ့်မိုက်တော့မယ်လို့ဆိုထားပါတယ်။ဒုံတက်ဤအာသာချက်မှာ မိုင်းချီယာကွာမှထိန်းချုပ်ထားသည့်စစ်သည်များအနေဖြင့်စစ်မြေပြင်သွားရမလို့ပဲထိခိုက်မှုမရှိသေးပေဝင်းဟင်းပေတထောင်အကွာမှပြန်တန်းသည့်ဒုံများမှစစ်တိုက်ပစ်ခတ်နိုင်ခြင်းပုံကျနိုင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကူလိုက်ရမှလည်းအ мян ဆုံးရောက်ရှိတိုက်ခိုက်နိုင်သည့်ဒုံတက်၏ကျောင်းနိုင်စွမ်းအားနဲ့ကြီးပြင်းခြင်းပုံနည်းဖြစ်ခြင်းကိုပုံမထီရောက်စေရန်ရဆာလုံးဤလူချင်းထောက်ဖို့လေရင်ကြီးများမှဝင်းဟင်းထောက်ဖို့ထိန်းချုပ်ဌာနများအဖြစ်ဆောင်ရွက်ပေးသွားမည်လို့ဆိုပါတယ်။ မြေပြင်ထိန်ချုပ်ထောက်ပို့ဌာနမလိုပဲမြန်မာပြည်အနှံကိုနိုင်ပိုင်အတွင်တိုက်ခိုက်နိုင်သည့်အာသာချက်ရှိကြောင်းကမ္ဘာပထမဆုံးဒုံးသက်သုံးတပုံချိန်မုံချင်းစစ်ပြူဟာကိုရခိုင်စစ်မြေပြင်မှာမကြမီတွေ့ရှိရတော့မည်ဖြစ်ကြောင်းစသည်တို့ဖော်ပြထားပါသည်ရခိုင်ပြည်သူတရလုံးအဖိနှိတ်ခံဘဝကလွတ်မြောက်ရေးအတွက်မိမိတို့ဘဝပိုင်ရခိုင်မြေပေါ်မှာတရားတော်ခုခံတော်လှန်စစ်ပွဲကိုဆင်နွှဲနေသည့်အရကတက်တော်အေအေကိုဒုံးလေးရကျော်ပါဝင်သည့် တိုင်းငံမင်းစစ်စင်ရေးဖြင့်တိုက်ခိုက်နှိမ်နှင်းတော်မူဖြစ်ကြောင်းထုံးလွှင့်လာသည့်ရုပ်တံဖိုင်မှစစ်ကော်မရှင်၏စီရေးလိုအပ်ချက်အစီအစဉ်ထက်စစ်တပ်လော်ဘီတအူ၏ဝါဒဖြန့်တက်တမှုများဖြစ်နိုင်ပေမယ့်သတိထားသင့်ကြောင်းစီရေးလိလသုံးသက်သူတအူကပြောဆိုပါတယ်ရှင်ဆလဘင်မိမိထေနာတခုတဲ့လွမြောက်ရေးထက်ပြည်တော်စုတာဝန်လုံးလွမြောက်ရေးကိုမဖြစ်မနေထက်တွင်စဉ်းစားလုပ်ကံကြရန် NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တဲ့တိုင်တွန်းဆွဲတရင်ကိုတင်ဆက်ပြမှာဖြစ်ပါတယ် အကြမ်းမတ်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေသည့်တပ်ဖွဲ့များအလုံးအနေဖြင့်မိမိဒေသတခုတည်းလွတ်မြောက်ရေးထံပြည်တော်စုတော်ဝင်လုံးလွတ်မြောက်ရေးကိုမဖြစ်မနေထည့်တွင်စဉ်းစားလုပ်ကံချရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်ကတိုက်တွန်းညွှန်ကြားပါသည်ဇမနေနိုဝင်မာလာကိုရန်နေကကျမပြုလို့သည်ရန်ကုန်လွတ်တော်တတမအကျိမြောင်း SCOW ခနာမှာ၎င်းကအထက်ပါအတိုင်းပြုဆင်လက်ခြင်းဖြစ်ပါသည် ရွေဦးတော်လိုင်းရေးခရီးသည်9နှစ်ထက်သို့ရောက်ရှိလာပြီဖြစ်ပြီးတော်လိုင်းရေးအဆုံသက်ပန်းနိုင်သည်လည်းနီးကပ်လာပြီဖြစ်ကြောင်းဒါကြောင့်အောင်ပွဲနည်းလေးလေးအခက်ခဲတွေ့လေးလေးဖြစ်ပြီးအရေးအချက်များလည်းတိုးတက်လာပြီဖြစ်ကြောင်းတော်လံပြည်သူများဤမှန်ကန်သတ်မှတ်သည့်အရေးအချင်းစစ်ဆေးများကိုအတော်ပြုကောင်းတော်လိုင်းရေးခရီးဆောင်အထိရှိဆက်ကြရမည်ဖြစ်ကြောင်းအသိပေးထားပါသည် ခရီးဆောင်မရောက်သေးခင်ကာလမှာတော့ဘတ်ဆောင်တောင်းဆောင်ကောင်းနေတိုက်ပွဲဝင်ရင်မိမိဒေသတခုတည်းလွမြောက်ရေးထက်ပြည်သူစုတောင်းဝန်းလုံးလွမြောက်ရေးကိုလည်းမဖြစ်မနေထက်တွင်စဉ်းစားလုပ်ကန်ဆောင်ရွက်ကြဖို့လိုပါတယ် ဖယ်ရဲပြည်တော်စုကြည်ပေါ်ပေါက်လာဖို့ဆိုတာဟာအကြမ်းမတ်စိုးစုကို အပြည်တိုင်းဖြုတ်ချနိုင်မှာဖြစ်ပါမယ်။ပြည်တော်စုရဲ့မြေတီတီတာမမဆိုးမြန်မာနိုင်ငံနဲ့နေမဲအတွင်းအကြမ်းမတ်စာနာရှင်နဲ့အာနာရှင်မျိုးဆက်တွေမရှိတော့မဲ့အခြေအနေမျိုးကြောင့်တော့မှဒီမိုကရေစီအနှစ်သာရနဲ့ဖယ်ရဲစနစ်ကိုအပြည့်အဝအကောင့်ထည့်ဖို့နိုင်မှာဖြစ်ပါတယ်လို့ပြည်တော်စုဝန်ကြီးမန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။ ဒါကြောင့်နိုင်ငံရေးတသက်မှန်ရေးပန်းနာရေးစစ်မျက်နှာများမှာအောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြသည့်အပြင်စီးရဲမှလည်းအရှင်အောင်မြင့်တင်ကတော်လရေးရဲဘော်များကကိုစမ်းညံစွမ်းစီတဲ့များစူးစမ်းနေကြောင်းဝန်ကြီးချုပ်ကအတိအပြည့်ပြောဆိုပါတယ်ရှင်ဆလဘီမန္တလေး PDF ရဲ့စုံမွန်နယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြပုံမန္တလေး PDF တတိပိဆွေတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDYPDF ရဲ့စုံမနယ်မြေတွေဖြစ်တဲ့မရေယာစင်ကူနယ်ဒေဘေချင်းမြို့နယ်တွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်လို့ပြည်သူတွေကြိုတင်ပြင်ဆင်ထားကြပုံဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်အနာဒိစကောင်စီက2025ခုနှစ်ဒီဇင်ဘာလ 2026ခုနှစ်ဇန်နဝါရီလမှတရားမဝင်အသူအရာရွေးကောက်ပွဲကိုအာဓမ္မပြုလုပ်ဖို့ဆောင်ရွက်နေပြီးအဲ့ဒီကာလမတိုင်မီမှာတာလွန်အင်အားများစွာအသုံးပြုပြီးတော်လရင်တပ်ဖွဲ့များရဲ့ထိန်းချုပ်ဆုံးမနယ်မြေတွေကိုအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ကအသိပေးပါတယ်။ မန္တလေး PDF ရဲ့လှုပ်ရှားဆုံးမှုရနယ်မြေတွေဖြစ်တဲ့မရရစင်ကူနေတပည့်ချင်းမြို့နယ်တွေမှာလည်းအာနာတင်းစက်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့လျှာထားတဲ့မြို့နယ်တွေစည်ရမှာပါဝင်နေတယ်လို့မန္တလေး PDF ကထပ်မံအတည်ပြုပါတယ်။ ယခုအခါမရိယာစင်ကူနဲ့တပင်းချင်းမျိုးနယ်တွေမှာတနေ့ထက်တနေ့စီးရဲတိုက်ပွဲတွေပုံမပြန့်ထန်လာကအဲ့ဒီဒေသတွင်းနေပြည်သူလူထုအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ဘေးအန္တရာယ်ကင်းစင်နိုင်ရေးအတွက်လူအပ်တဲ့အစီအမံများလှုပ်ဆောင်ထားဖို့မန္တလေး PDF ကမြစ်တာရက်ခန့်တိုက်တော်မှာတဲ့ မန္တလေး PDF ဟာအာနာတင်းစစ်ကောင်စီရဲ့လက်ရှိထိုးစစ်ကိုကိုစန်းညံဆွဲရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းပြည်သူတော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်းကိုရောက်သည့်အထိမဆုံမနှင်းဆက်လက်ချိန်သက်သွားမယ်လို့မန္တလေး PDF ကအတည်ပြုထားပါတယ်။အာနာတင်းစစ်တပ်ဟာရွှေကောက်ပွဲအတွက်စုံမိုးနယ်မြေတွေပြန်လည်ရယူနိုင်မှုထိုးစစ်စင်နာတွေကိုမြေပြတ်နဲ့ချင်းပြည်နယ်ကိုဥတီလို့ဆောင်နေကြောင်းချင်းညီနာပြောရေးဆိုခွင့်ရှိသူစလိုင်းရော့မန့်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းမှာပြောကြားထားပါတယ်။ အထူးသဖြင့်ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်အင်အားထောင်ချီအုံပြုထိုးစစ်ဆင်နေတာဖြစ်ကြောင်းသိပေးပါတယ်။စစ်ကောင်စီဟာဆမ်းမြောက်မှာအပြစ်ရစရေဖော်ဆောင်ပြီးနောက်မြေပြဲနဲ့ချင်းပြည်နယ်ကိုထိုးစစ်အစီအမြင့်လှုပ်ဆောင်ကရခိုင်ကချင်းပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်လေကြောင်းစစ်စင်ရင်အစီအမြင့်လှုပ်ဆောင်နေတယ်လို့တော်လိုင်းရင်အင်အားစုတွေကပြောကြားထားပါတယ်ရှင်။